င်္ဂလိပ်တိုင်းကျောက်ဆက်မြို့ရွှေသားလျောင်းတောင်ပေါ်မှာရှိတဲ့ဒနာယီမတန်အပြင်းနဲ့ကြောက်တတားရီဟာမလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင်းရွှေသားလျောင်းတောင်ပေါ်ကနေကျောက်ဆက်မြို့ဘော်ကိုလိမ့်ကျမဲ့ဘေးကိုရှင်ဆိုင်ခဲ့ရပါတယ်။မြို့ဘော်ကိုအနေနဲ့မကြောက်ရောက်ရေးအတွက်ဒီကြောက်တတားရီမိုင်းခွဲဖြစ်စီဖို့ပညာရှင်တွေဟာအကြံပြုခဲ့ကြပါတယ်။ပညာရှင်အချို့ရဲ့စစ်ဆေးမှုအပြီးမှာတော့ကြောက်တတားရီမိုင်းခွဲဖြစ်စီပြစ်တာထက် မူလပုံစံအတိုင်းဟန်မပြတ်ရှိစေပြီးပြုပြင်ထင်းသိမ်းဖို့လှုံ့ဆော်ခဲ့ကြပါတယ်။အရင်လိုပြုပြင်ထင်းသိမ်းနေချိန်မှာကျောက်တက်တာပြိုကျလာနိုင်တဲ့လမ်းကြောင်းပေါ်မှာရှိတဲ့မြောက်ဘက်ကလေးမြနာဖရလန်အရှိဘက်ရွှေသားလျောင်းတောင်ကြီးတောင်ဘက်ဇီလန်အနောက်ဘက်မင်းရဲမြောင်းစတဲ့နေရာတွေမှာနေထိုင်နေကြတဲ့ပြည်သူတွေကိုပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။မြနာဖရလန်အရှိဘက်နယ်နိမိတ်ရွှေသားလျောင်းတောင်ကြီးတောင်ဘက်နယ်နိမိတ်ဇီလန်အနောက်ဘက်နယ်နိမိတ်လေးရဲမြောင်းတို့ရှိ အင်တောင်စုဒေသခံပြည်သူများအနေဖြင့်ယခုအချိန်မှစ၍အန္တရာယ်ဆုံးတတ်မှတ်နေနေမိအတွင်းမှအမြန်ဆုံးပြောင်းရွှေ့ထွက်ခွာပေးပါရန်နှိုးဆော်အတိပေးအပ်ပါသည်ဇွန်လ23ရက်နေ့ညမှာတော့ကျောက်တက်တာရိုးပြုပြင်ပြီးဖြစ်တာကြောင့်ပြောင်းရွှေ့နေထိုင်ကြသူတွေကိုပြန်လည်နေထိုင်ခွင့်ပြုလိုက်ပြီလို့စစ်ကောင်စီရဲ့ခရိုင်သဘောဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကထုတ်ပြန်လာပါတယ် ပြောင်းရွှေ့နေတိုင်းခွင့်ကိုပြန်လည်ခွင့်ပြုခဲ့ရမှာစူဂျီရက်ကွက်ကနေအိမ်တွေနဲ့မြို့မဈေးကိုတော့ခွင့်ပြုခဲ့တာဖြစ်ပြီးနေအိမ်ခုနှလုံးနဲ့တက်စာမြိုင်စာတင်တိုက်ကိုတော့ပြောင်းရွှေ့ခွင့်မပြုသေးဘူးလို့ဆိုပါတယ်။ကျောက်ဆက်မျိုးရွှေသားလျောင်းတောင်ပေါ်ကကျောက်တက်တာနဲ့ပတ်သက်ပြီးဒဏ္ဍာရီပုံမြင်တွေများစွာရှိခဲ့တာကြောင့်အချို့ဟာကျောက်တက်တာကိုမဖြည့်ဆည်းဖို့အလိုရှိခဲ့ကြပါတယ်။ဘေးရင်ရရနဲ့အယူသီးမှုရှိတဲ့စစ်ကောင်စီကလည်းကြောက်တက်တာကိုမဖြည့်ဆည်းဖို့ဆုံးဖြတ်ပြီးအခုလိုပြုပြင်နေတာပါ။ ဘူမိဗေဒပညာရှင်တွေနဲ့အတက်ပညာရှင်တွေကတော့ကြောက်တတားရောငလင်းဘေးကဲ့သို့ဘေးတစ်ခုထပ်မံကြုံတွေ့လာရပါက မျိုးပေါ်လူနေရက်ွက်တွေအတွက်အနေရရှိတယ်လို့ထောက်ပြခဲ့ကြပူပါတယ်စက်ကောင်စီဘက်ကတော့ကြောက်တက်တော့ဘလို့နီးပညာတွေနဲ့ပြုပြင်ထင်ထင်ခဲ့တယ်။ဘလောက်ထိစိတ်ချခံခံမှုတွေရှိရတယ်ဆိုတော့ထုတ်ပြန်လာတာမရှိခဲ့ပါဘူးရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရှေ့ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။